အာဖဂန်နစ္စတန်မြောက်ပိုင်းရှိဝေးလံခေါင်ဖျားတဲ့ခရိုင်ဂျေတာတွေမှာနှင်းတွေကျဆင်းနေပြီးအေခဲလိုနယ်ရာသီဥတုတန်းကြောင့်ကလေးငယ်29ဦးသေဆုံးခဲ့ရတယ်လို့အာနာပိုင်းတွေကဇန်နဝါရီလ26ရက်နေ့ကပြောကြားခဲ့ပါတယ်။သေဆုံးသူအားလုံးမှာအသက်5နှစ်အောက်အရွယ်တွေဖြစ်ကြတယ်လို့သိရပြီးသေဆုံးသူကလေးအရေးအတွက်ဟာအခုတက်ပိုတိုးလာမှာကိုလည်းအာနာပိုင်းတွေကစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်။ မြောက်ပိုင်းကျောဆန်ပြည်နယ်ရှိလမ်းမတွေပေါ်မှာနှင်းတူဟာ20လက်မလောက်ရှိပြီးအဆိုပါဒေသတွေမှာအပူချိန်ဟာအနှုတ်30ဒီဂရီဆယ်ဆီယပ်အထိကျဆင်းနေတယ်လို့လည်းသိရပါတယ်။နင်းနေထူထပ်စွာကျဆင်းနေတာနဲ့အေခဲလွန်းရဲ့ရာသီဥတုအခြေအနေကြောင့်ကံမကောင်းစွာနဲ့ကလေးငယ်29ဦးသေဆုံးခဲ့ရတယ်လို့ခရိုင်မြို့တော်ဝန်ရှာမက်ဂျူလာဟတ်ရှာကပြောပါတယ်။ ဒါပြင်တိတ်ဆုံးခဲ့ရတဲ့ကလေးငယ်တွေအလုံးဟာအသက်9နှစ်အောက်အရွယ်တွေဖြစ်ကြပြီးလက်ရှိရာသီဥတုအခြေအနေအရတိတ်ဆုံးမဲ့ကလေးငယ်တွေအရေးအတွက်ထပ်တိုးလာနိုင်တယ်လို့လည်းသူကဆက်လက်ပြောပါရယ်အာဖဂန်နစ္စတန်နိုင်ငံမှာနှစ်စဉ်စောင်းရာသီရောက်တိုင်းနှင်းများထူထပ်စွာကျဆင်းမှုနဲ့နှင်းငယ်များပြိုကျမှုတို့ကြောင့်လူသေဆုံးမှုများဖြစ်ပွားလေရှိပါရယ် 2015ခုနှစ်အတွင်းကနှင်းငယ်ပြူကျမှုကြောင့်အာဖဂန်နိုင်ငံတက်လွှားလူပေါင်း300ခန့်တိဆုံးခဲ့ရပြီးအများစုမှာတောင်ထူးထွက်ရာပြည်နယ်များဖြစ်ကြတဲ့ပန်ဂျာနဲ့ကပူးမြောက်ပိုင်းတို့ဖြစ်တယ်လို့သိရပါဗျ။